အခုချင်းအဖွဲ့ဝင်တွေနဲ့နွေနွေထွေးထွေးအဆက်အသွယ်ရှိနေစေဖြစ်တဲ့ EXO Member League ကမ္ဘာကျော် K-pop အဖွဲ့ဖြစ်တဲ့ EXO ကိုတော့မရှိတဲ့သူမရှိတော့ပါဘူး။ပရိသတ်များက EXO ကို K-pop king လို့လည်းတင်စားခေါ်ဝေါ်ကြပါရတယ်။ EXO အဖွဲ့ဟာ K-pop third generation အဖွဲ့များထဲမှာအောင်မြင်ဆုံးအဖွဲ့လို့လည်းပြောလို့ရပါတယ်။မြန်မာမိန်ကလေးတော်တော်များများရဲ့တသက်လုံးဝင်းရံအားပေးခြင်းခံရတဲ့ EXO အဖွဲ့ကိုအဖွဲ့ဝင်၁၂ယောက်နဲ့ဖွဲ့စည်းထားတာဖြစ်ပြီးအခုချိန်မှာတော့အဖွဲ့ဝင်၇ယောက်နဲ့သာအဖွဲ့လှူရှာမှုတွေကိုပြုလုပ်နေတာလည်းဖြစ်ပါတယ်။လေးဟာ EXO အဖွဲ့ဝင်တယောက်ဖြစ်ခဲ့ပြီးတော့အဖွဲ့နဲ့အတူနှင်းအကြာကြီးအတူဖြောပြေးတာမျိုးမရှိခဲ့ပေမယ့်အမြဲတမ်း EXO အကြောင်းကိုပြောလို့ရှိသူဖြစ်ပါတယ်။အဖွဲ့ကနေတရ ွယ်ဝင်ထွက်ခွာသွားပြီးလက်ရှိအချိန်မှာကိုပိုင်အေဂျင်စီလေပတ်နေပြီးဖြစ်တဲ့လေးဟာမကြသေးခင်ကအင်တာဗျူးတစ်ခုမှာအဖွဲ့ဝင်တွေအကြောင်းကိုပြောခဲ့ပါတယ်။လေကသူ့အနေနဲ့အေဆိုအဖွဲ့ဝင်တွေနဲ့အမြင်ဆက်သွယ်ရှိကြောင်းလည်းအရင်ကပြောခဲ့ပူပါတယ်။ သူအများဆုံးဆက်သွယ်ဖြစ်သူကတော့ချန်ညောဖြစ်ပြီးတော့ချန်ညောဟာတချင်းတက်တွေထက်တိုင်းသူ့ကိုအားပေးပြီးအကြံတွေပေးတတ်တယ်လို့ပြောခဲ့တာပါမကြသေးခင်ကလည်းလေးဟာပရိသတ်တွေရှေ့မှာ live လွှင့်ရင်းချန်ညောကိုဖုန်းခေါ်ပြီးစကားပြောခဲ့ပူပါတယ်ပုံမှန်အားဖြင့်အဖွဲကထွက်သွားတဲ့အဖွဲဝင်တွေဟာကြံခဲ့တဲ့သူတွေနဲ့ဆက်ဆံတာတွေတိတ်မရှိတတ်ပါဘူးအကြောင်းကတော့ company ရဲ့စည်းကမ်းသမန်ချက်တွေပြင်တခြားအကြောင်းအရာကန့်သတ်မှုတွေကြောင့်အခုလိုမျိုးလုပ်ဖို့ခင်းနေပေမဲ့ကိုပိုင် agency တည်ထောင်တာနဲ့လေးအတွက်တော့လွတ်လွတ်လပ်လပ်ဆက်သွယ်နေနိုင်တာဖြစ်ပါတယ်ငွေစင်ကအရန်ရုပ်ဆိုတဲ့ချိုဝမ်မင်းသမီး လီတာဟင်ကအလားမဲ့ပြိုင်ပွဲများမှာတရုတ်ဆောင်လောကသို့စတင်ဝင်ရောက်လာသူဖြစ်ပါတယ်။သူမက82ကြိမ်မြောက် Miss Chonan Pageant တွင်အနိုင်ရရှိခဲ့ပြီး Michael Hodgkin ကဲ့သို့သောအောင်မြင်မှုများရရှိခဲ့တဲ့ project များဖြင့်တရုတ်ဆောင်လောကတွင်နာမည်ကြီးလာခဲ့ပါတယ်။ဒါဟင်က Bexan Art Award တွင် Best New Attract for TV Category တွင်တရုတ်ဆောင်စာလုပ်ခရေကဆုရရှိခဲ့ပါသေးတယ်။အရင်နောက်ပိုင်းမှာတော့သူမဟာ Michael Hodgkin စတဲ့ drama များနဲ့ပရိသတ်များရဲ့ရှင်နေမှာနေရာယူခဲ့ပါတယ်။1984ခုနှစ်မှာမွေးဖွားခဲ့တဲ့လီတာဟင်က2000ခုနှစ်မှာချောင်းယော အလားမဲ့ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့ပူပါရယ်အဲ့ဒီအချိန်တုန်းကသူမဟာမေယိုကကမျက်နှာကြီးကြီးပုံစံဖြစ်ပါရယ်အလားမဲ့တယောက်ရဲ့စံနှုန်းသမက်ချက်တွေတိုင်းဆိုရင်လီတာဟဲကစီကန်သမက်ချက်နဲ့လုံးဝမကိုင်းနေပါဘူးဒါကြောင့်လူတွေကသူမကိုရုပ်ဆိုးတဲ့လူဆိုပြီးဝိုင်းဝန်းပြောင်းလောင်းတဲ့အထီးကိုဖြစ်ခဲ့ပူပါရယ်နောက်ပိုင်းမှာတော့လီတာဟဲကပလတ်စတစ်စာကြီးခွဲစိတ်မှုပြုလုပ်ခဲ့ပါရယ် သူမရဲ့မျက်လုံးတွေကိုပိုကြည့်အောင်လုပ်ပြီးနှာခေါင်းတွေကိုပိုပြီးမြင်ခဲ့ကမေရိုးတွေကိုလည်းပိုကျင်းအောင်လုပ်ခဲ့တယ်လို့သိရပါဗျ။လိုအပ်ချက်တွေကိုဖြည့်ပြီးတဲ့နောက်မှာလီတာဟဲကပိုပြီးအောင်မြင်လာပြီးအရေးပါတဲ့ project တွေအလုံးကိုရရှိခဲ့ပါဗျ။မြမပြည်မှာလည်းချစ်စရာမျက်နှာလေးနဲ့ချိုးဝင်ဆိုပြီးနာမည်ကြီးခဲ့ပါဗျ။အရန်အောင်မြင်မှုရရှိနေချိန်မှာသူမရဲ့နောက်ွယ်ကအရေးမဲကြီးကပေါ်ပေါက်လာခဲ့ပါဗျ။လီတာဟဲကမျက်နှာခွဲစိမ့်မှုလုပ်ပြီးအောင်မြင်လာခဲ့တာဆိုတဲ့ဆွဆွဲချက်တွေနဲ့အတူသူမခွဲစိမ့်မှုမပြုလုပ်ခင်ကဓာတ်ပုံတွေလည်းထွက်ရှိလာခဲ့ပါဗျ။ စစ်မှုထမ်းပီးပြီးချင်းအလုပ်တွေကန့်လန့်မှုအများကြီးရရှိခဲ့တဲ့လီတိုဟွန်းလီတိုဟွန်းကတော့တောင်ကိုရီးယားရဲ့ A list မင်းသားတွေကတယောက်ပဲဖြစ်ပါတယ်။သူဟာကိုရီးယားနိုင်ငံသားတိုင်းထမ်းဆောင်ရမယ့်စစ်မှုရန်တောင်းကိုထမ်းဆောင်ခဲ့ပြီးမေလ23ရက်နေ့မှာလီတိုဟွန်းကစစ်မှုထမ်းတောင်းပီးဆုံးသွားပြီဖြစ်ပါတယ်။လီတိုဟွန်းက2023ခုနှစ်ဩဂုတ်လ14ရက်နေ့တွင်စတင်ပြီးကိုရီးယားသမ္မတနိုင်ငံလီတက်တွင်23လကြာစစ်မှုရန်တောင်းကိုထမ်းဆောင်ခဲ့ပါတယ်။ မေလ20ရက်နေ့က Directors Cape of Korea DGK မှပြုလုပ်ခဲ့တဲ့ 23rd Director Cat Award ဆုပေးပွဲမှာတရုတ်ဆောင်လီတိုဟွန်ကတနင်္လာအကောင်ဆုံးတရုတ်ဆောင်သစ်ဆုကိုရရှိခဲ့ပါတယ်။ဒါဟာလီတိုဟွန်အတွက်စစ်မှုထမ်းတာဝန်ပေးစီတဲ့နောက်ပထမဆုံးရရှိတဲ့ဆုလည်းဖြစ်ပါတယ်။ဆုပေးပွဲကို Director Kim Cho Hee, Ban Man Dae ရောကရုပ်ရှင်နဲ့ပတ်သက်ပြီးအမျိုးအစား73ခုအတွက်ဆုရီပေးအပ်ခဲ့တာဖြစ်ပြီးလီတိုဟွန်က Exio မှဇက်ကမှဘုံကီဇက်ကောင်နဲ့တနင်္လာအကောင်ဆုံးအမျိုးသားတရုတ်ဆောင်သစ်ဆုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ဒီပွဲမှာ Exio မှဇက်ကနဲ့ပဲ င်းသမီးကင်ကိုအွန်ကအကောင်းဆုံးအမျိုးသမီးတရုတ်ဆောင်ဆုဒရိုက်တာဂျောင်ဂျေဟွန်ကအကောင်းဆုံးဒရိုက်တာဆုနဲ့အကောင်းဆုံးဆန်ညွန်ဆုတွေကိုလည်းဆုတ်ခိုးခဲ့တယ်လို့သိရပါတယ်။အဆိုပါဒရိုက်တာကက်စ်အဝေါ်တွေကို Korean Director Guild အဖွဲ့ဝင်တွေကတိုက်ရိုက်မဲပေးဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။လီတိုဟွန်ဟာဆိုမျိုးရှိ Sunshin Women University Winston Green Campus မှာ Really Do Hon Really Do Hon ဆိုတဲ့သူ့ရဲ့အာရှပြည်သက်တွေးဆောင်ပွဲခီးစဉ်ကိုစတင်အောင်မှဖြစ်ပြီး အရင်နောက်ဂျကာတာ၊အိုဆာကာ၊တိုကျို၊တိုင်ပေ၊ဘန်ကောက်၊ဟောင်ကောင်နဲ့မနီလာအပါအဝင်အခြားမြို့ရှိမြို့မှာလည်းပရိသတ်တွေနဲ့တိုက်ရိုက်တွေ့ဆုံအောင်မယ်လို့သိရှိရပါတယ်။ဒိဋ္ဌိကျင်းမင်းသမီးတွေနဲ့တော့ Dating News ထွက်ခဲ့တဲ့ဆွန်ဟျောင်းမင်းတောင်ကိုရီးယားလက်ရွေးစင်ဘောလုံးသမားဆွန်ဟျောင်းမင်းဟာဆိုရင်နမေကျော်မင်းသမီးတွေနဲ့တော့ Dating News ထွက်ခဲ့သူပါဆွန်ဟျောင်းမင်းက2014ခုနှစ်မှာ Girls Day အဖွဲ့ဝင်မင်းနာနဲ့ချင်းတွေ့နေရဆိုပြီးသတင်းထွက်ခဲ့ပူပါတယ်။ဒါပေမဲ့လည်း Agency ဘက်ကသူတို့နှစ်ဦးကချင်းတွေ့နေကြတာမဟုတ်ဘဲတာမန်ရှင်နှင်းချသူတွေသာဖြစ်တယ်လို့ပြန်လည်ရှင်းပြထားပါတယ်။ 2015ခုနှစ်မှာလဲဆွန်ဟျောင်းမင်းကမစ်ကိုရီးယားတယောက်ဖြစ်တဲ့ဟန်ယွန်ဆူးနဲ့ချင်းတွေ့နေတယ်ဆိုပြီးသတင်းတွေထွက်ရှိထားပါတယ်။တနှစ်ထဲမှာပဲဆွန်ဟျောင်းမင်းက After School အဖွဲ့ဝင်ဟောင်းယူဆူယောင်းနဲ့ချင်းတွေ့နေတယ်လို့သတင်းတွေထွက်ရှိခဲ့ပြန်ပါတယ်။ ယူဆူယောင်ရဲ့ဘက်ကဆွန်ယောင်မင်းနဲ့တွေ့နေတယ်ဆိုတဲ့သတင်းကိုချက်ချင်းအတည်ပြုပေးခဲ့ပေမဲ့လည်းဆွန်ယောင်မင်းရဲ့ဘက်ကတော့သူတို့နှစ်ဦးချင်းတွေ့နေကြတယ်ဆိုတဲ့သတင်းကိုညင်ဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်တုန်းကလည်းဆွန်ယောင်မင်းရဲ့၄ချိန်မြောက် dating news သတင်းတစ်ခုထပ်မံထွက်ရှိလာခဲ့ပြန်ပါတယ်။အဆိုပါသတင်းကတော့ Blackpink အဖွဲ့ဝင်ကြီးစိုးနဲ့ဖြစ်ပါတယ်။သူတို့နှစ်ဦးကပြင်သစ်နိုင်ငံကိုအတူတကွထွက်ခွာသွားကြပြီးအင်ဆွန်လေးစိတ်ကနေတစ်ဆင့်တစ်ချိန်ထဲမှာပြန်လာကြတာကြောင့်သူတို့နှစ်ဦးချင်းတွေ့နေကြတာလားဆိုပြီးသတင်းတွေထွက်ခွာဖြစ်ပါတယ်။ဒါပေမဲ့လည်းကြီးစိုးရဲ့ agency ဖြစ်တဲ့ YG Entertainment ဘက်ကနေအဆိုပါ ရင်ကမဟုတ်ဘူးဆိုတာပြန်လည်ဖြေရှင်းခဲ့ပါတယ်။ မင်းသမီးဆိုရဲကြီးဟာဇလန်တစ်မရိုက်ကူရာ၃နှစ်လောက်ရှိပါပြီ။အရေးချင်းလဲရှိသလိုတရုတ်ဆောင်နာလဲတအားပြပြမိမဲ့သူမရဲ့ကိုပိုင်ဘွားကိစ္စတွေကြောင့်တချို့သောပြည်သက်တွေဟာရဲကြီးပါလို့လို့ဝေဖန်ထောက်ပြတာတွေလည်းကြုံခဲ့ရပါတယ်။နောက်ဆုံးရိုက်ကူခဲ့တာကတော့လွန်ခဲ့တဲ့၃နှစ်2022ခုနှစ်တုန်းကရိုက်ကူခဲ့တဲ့ A ဖြစ်ပြီးထိုကောင်ထွက်လာတော့ကသူမကိုအားပေးတဲ့သူတွေများစွာရှိခဲ့တယ်လို့တစ်ဖက်မှာလည်းမနှစ်သက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာပါ။ဟင်ဆိုဟွန်းနဲ့တွဲရိုက်ထားတဲ့ It's okay to not be okay စကားနဲ့ပြည်သက်အချက်ကိုကြောက်ခမန်းလေးလေးရရှိခဲ့သူဖြစ်ခဲ့ပါတယ်။အရင်ဒရမာနဲ့အောင်မြင်နေချိန်မှာပဲသူရဲ့ personal ကိစ္စဖြစ်တဲ့ relationship ှစ်ကိစ္စတစ်ခုကြောင့် drama fan တွေရဲ့အမုန်းကိုလည်းခံခဲ့ရပြီး K-drama လောကနဲ့တော်တော်လေးကြွားဝေးခဲ့ရပါတယ်။အခုလိုပရိသတ်တွေနဲ့ဝေးနေတဲ့မင်းသမီးဆိုရဲကြီးဟာအခုနှစ်ပိုင်းမှာ Foreign of Women ဆိုတဲ့ drama မှာကောင်းဆောင်ဖြစ်ပါဝင်ပြီးခံမလုံမယ်လို့သိရပါတယ်။ Foreign of Women ဟာ cartoon စကားကိုပြန်လည်ရိုက်ကူးမှဖြစ်ကြောင်းလည်းသိရပြီးဒီနှစ်ပိုင်းမှာထုတ်လွှင့်မှုလုပ်နေတယ်လို့ပြောကြပါတယ်။ဒီသတင်းကတော့ဆိုရဲကြီးကိုလမ်းနေတဲ့ပရိသတ်တွေအတွက်ဝန်သားစရာပါပဲ။ Forum of Women လို့အမည်ရပြီးလူသက်ဂိမ်းထရမှာဆိုပြီးနာမည်ကြီးတဲ့ webdon ကိုပြန်ရိုက်ကူးမဲ့ဇာတ်လမ်းမှာအဓိကဇာတ်လိုက်ဖြစ်ပါဝင်ရိုက်ကူးဖို့ဆွေးနွေးညှိနှိုင်းနေကြောင်းကိုရီးယားမီဒီယာတွေကနေရေးသားဖော်ပြထားပါတယ်။ Forum of Women ဟာအသက်ပြေမှကြီးရမယ်ဆိုပြီးစင်ညာအသိပေးထားတဲ့ webdon တစ်ခုဖြစ်ပြီးလက်ရှိမှာတော့ဖက်ရှုသူတအားများပြီး rating မြင့်တဲ့ webdon လည်းဖြစ်နေတာပါ။ဒီလိုမျိုးနာမည်ကြီးတဲ့ webdon ကိုပြန်လည်ရိုက်ကူးမယ်ဆိုရင်ဇက်ကောင်တွေအတွက်တရုတ်ဆောင်ရွေးချယ်မှုအတအားအရေးပါတယ်လို့တရုတ်ဆောင်မဲ့အမှုပညာရှင်တွေအတွက်လည်းတာဝန်ကြီးလာပါတယ်။ဆိုရဲကြီးအတွက်ကတော့ဒီလိုတဲတဲ့ရင်ဖို့ဇာတ်လမ်းမျိုးဟာသူမရဲ့အတန်တရုတ် ောင်ပုံတွေနဲ့အတော်လေးလိုက်ဖက်တာကြောင့်ဒီဇယ်လန်မျိုးကိုခံမတ်ဒရမာအနေနဲ့လက်ခံရရှိနိုင်တာဖြစ်ပါတယ်။